အမေရိကန်မှာခရီးသည်တင်လေယာဉ်ဟာပြေးလမ်းပေါ်ရှိနေတဲ့အင်ဂျင်မီးဆွဲလောင်လို့ခရီးသည်တွေနဲ့အမှုတန်းစုစုပေါင်း300နီးပါးလောက်ကိုအရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ April 22ရက်နေ့တုန်းကဖလော်ရီဒါပြည်နယ်အော်လန်ဒိုမြို့နိုင်ငံတကာလေဆိပ်မှာ Delta လေကြောင်းပိုင်ခရီးသည်တင်လေယာဉ်ရဲ့အင်ဂျင်တစ်လုံးမီးထလောင်ခဲ့တာဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့ညာဘက်အင်ဂျင်မီးဆွဲလောင်နေတဲ့လေယာဉ်ပေါ်ကနေ ခရီးသည်တွေဟာပျော့ပျော့အီအီလေထိုးအေးပေါ်ရှော့တွေအသုံးပြုပြီးအများဆုံးရွှေ့ပြောင်းထွက်ခွာနေတာကိုတွေ့ခဲ့ရပါတယ်။ Delta လေကြောင်းလိုင်းရဲ့ခရီးစဉ်အမှတ်1233လေယင်ဟာ Orlando ကနေ Atlanta ကို ပြန်တန်းဖို့ပြင်ဆင်နေခဲ့တာပါ။လေယင်ပေါ်မှာခရီးသည်282ဦးနဲ့အမှုတန်း10ဦးတို့ရှိနေခဲ့ပါတယ်။ Airbus A330 အမျိုးအစားလေယင်ပေါ်မှာအထိတ်တလန့်အခြေအနေကြုံခဲ့ပေမဲ့လည်းအားလုံးကိုအထီးအခိုင်မရှိအန်ဒရယ်ကင်းကင်းရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ လေကြောင်းလိုင်းကထုတ်ပြန်ပါရယ်ခရီးသည်တွေရဲ့ပူပေါင်းပါဝင်မှုအတွက်ကျေးဇူးတင်ပြီးအဆင်မပြေဖြစ်ခဲ့တာတွေအတွက်လည်းတောင်းပန်ကြောင်းလေကြောင်းလိုင်းကဆိုပါရယ်အင်ဂျင်မှာရုပ်တရက်မီးထလောင်ရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူးအမေရိကန်ရဲ့ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနဟာအခုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးသွားမယ်လို့ပြောပါရယ်ဒေါက်တာလေကြောင်းလိုင်းရဲ့ခရီးသည်တင်လေယာဉ်တစ်စီးဟာ February 18ရက်နေ့တုန်းကလည်းကနေဒါနိုင်ငံတိုရန်တိုမြို့ကိုဆင်းသက်ခြင်းပြတ်ကြပြီး ပလက်ပါလန်သွားခဲ့ပေမဲ့လိုက်ပါသွားသူ80ဇလုံးအသက်ရှင်ခဲ့ကြတယ်လို့သိရပါတယ်ရှင်